အားလုံးပဲမင်္ဂလာပါအပိုင်း3အခန်းခွန်တစ်ဖက်သားအကူအညီရစေသောနေ့တင့်ကိုအကြံစီပေးတော်သူသည်ညီမျှပင် ကြီးကျယ်တော်သူ ဖြစ်စေကာမူတင်သည် သူတထူးထံမှ ရရှိသောအကြံစီထက် ကိုကိုပိုင်ကြံစီကိုပို၍ယုံကြည်သည်မဟုတ်ပါလောဤစကားမှန်လျင်တင့်အကြံစီယူဆများကိုယုံကြည်ရန်တစ်ဖက်သားအတင်းကြတိုက်တွင်ချင်းသည် င်ဤမှားယွင်းခြင်းတရားမဟုတ်တုံလော ထို့ကြောင့်အတင်းကြတိုက်တွင်းမြေစာ အကြံပေးယုံသာပေး၍မိမိဘက်သို့ရောက်အောင်တစ်ဖက်သားကိုယ်တိုင်တွေးတွေးယူစည်းလင်သာ၍မကောင်းပေဘူးလားအထက်ပါစကားကိုတာရကတစ်ခုဖြင့်ရှင်းပြပါအံ့ဖီလတယ်ဖီးယားနယ်မှမစ္စတာအဒော့ဖ်ဆေဖ်ဆိုသူကျွန်ုပ်ဤတပည့်တယောက်သည် စိတ်အပြက်ကြီးပြက်၍ဖယိုဖယဲဖြစ်နေတော့မော်တော်ကားရောင်းသမားတို့အားစိတ်ဓာတ်တက်ကြွလောင်ပြောဟောရန် အလုတ်တစ်ခုနဲ့ပပင်းတွေ့လျက်ရှိ၏ထို့ကြောင့်မစ္စတာဆက်စလစ်စတီအချားဘာစကားကိုများမပြောသေးပဲကဲခမည်းတော်ကျုပ်ဘာလုပ်ပေးစီခြင်းတလဲဟုမော်တော်ကားအရောင်းသမားတို့အားရှေးဥစွာမေး၏သူတို့ဒီ မစ္စတာဆဲလက်စ်ထံမှသူတို့လိုရှိသောအရာများကိုတယောက်စီပြောကြ၏သူတို့ပြောသောအချက်များကိုမစ္စတာဆဲလက်စ်သည်ကြောက်တင်ဘုံကြီးပေါ်တွင်ရေးထား၏ထို့နောက်တဖန်ကဲကျုပ်စီကခမားတို့လိုချင်တာကိုပြောပြီးပြီဒါတွေကိုကျွန်တော်ကပေးရရင်ခမားတို့စီကကျွန်တော်ဘာပြန်ရတဲ့လေကိုခမားတို့ကိုယ်တိုင်ပဲပြောပြီးတော့ဟုပြောလိုက်ရာ စ္စာရှိရမည်၊ယူသားရမည်၊ရှေ့ဆောင်နိုင်ရမည်၊အကောင်းဘက်ကို ကြည်နိုင်ရမည်၊အလုတ္တမားခြင်းညီညွတ်ရမည်။တနည်းကို၈နာရီကြစိတ်ပါလက်ပါအလုပ်လုပ်ရမည်။အစားရှိသည်ဖြင့်တယောက်တစ်မျိုးစီလှင်မြန်စွာဖြေကြသည်။တယောက်သောသူကတနည်းလျင်၁၄နာရီအထိအလုပ်လုပ်ရပါမည်ဟုရခရီးပေး၏။ထိုအစည်းအဝေးပြီးဆုံးသောအခါသူတို့သည်ဆရာအတော်တက်ကြွလာသောကြောင့်မော်တော်ကားများမှာ ရှေးကထက်တိုး၍ရောင်းရသည်ဟုမစ္စတာဆဲလစ်ကိုတိုင်ကကျွန်ုပ်တို့အားပြောပြဘူးလေသည်။ဘာလို့ရမည်ဟု အခြားသူတို့တယောက်ကဩဇာပေးခြင်းကို၎င်းအခြားသူတို့ကဝယ်ပါဟုတိုက်တွန်းသောကြောင့်ဝယ်ရခြင်းကို၎င်းညီသူမြမနှစ်သက်ကြချေကျွန်ုပ်တို့ကိုယ်တိုင်ကြိုက်သောကြောင့်ဝယ်ယူရခြင်းကို၎င်းကျွန်ုပ်တို့ကိုယ်တိုင်တဘောကြ၍အလုံးလို့ရခြင်းကို၎င်း ကျွန်ုပ်တို့သည်ပုံမူနှိမ့်ချကြ၏ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဆန္ဒများကျွန်ုပ်တို့၏လိုရှိသောအရာများကျွန်ုပ်တို့၏စိတ်ကူးဉဏ်များနှင့်ဆက်လျင်း၍ကျွန်ုပ်တို့ဓမ္မတစ်ဖက်သားတို့လာရောက်တောင်းယူခြင်းကိုကျွန်ုပ်တို့သည်နှိမ့်ချကြ၏ယူဂျင်ဝက်ဆန်ဆိုသူ၏အထုပ်ပတ်ဒီကိုကြည်ကြစို့အထက်ပါစကားမှန်ကြောင်းမသိရသေးမီကသူရရန်ရှိသည့်ထောင်ပေါင်းများစွာသောပွဲကားတို့ကိုလက်လွတ်ခဲ့လေသည် ဂိုက်ထုတ်ခြင်းတော်သူများနဲ့အထယ်အလိတ်လုံတော်သူများအသုံးပြုရန်အတွက်အစင်စမ်းများကိုလုတ်ပေးရသောအလုတ်ယုံတို့သူဒီပုံစံများကိုတွန်းရ၏ညူရောင်မျိုးရှိအဝတ်အစားတွင်ဂိုက်အပေးဆုံးတဲ၌တယောက်ပါဝင်ဖြစ်သော ပုဂ္ဂိုလ်တို့ထံသို့တနင်းကနွေတစ်ပတ်လျင်တစ်ချိန်ကျ၃နှစ်တိုင်တိုင်ရောက်ခဲ့၏သူရောက်တိုင်းသူ့ကိုမတွေ့လိုဟုထိုသူဒီဘယ်ခါမှမငင်းဆန်ခဲ့ပေသူရတွင် မိပြီးအခါများလဲသူ့ထံကမဝယ်လိုက်သူ့ပုံစံများကိုသေချာသာကြည့်ရှုပြီးလင်ဝတ်ဆမ်ခဏိတို့စိတ်တော်ချင်းမတိုက်ဆိုင်သေးဘူးဟူ၍သာ ပြောရလွတ်လိုက်အချိန်ပေါင်း150လောက်အေးနှင်းခဲ့ပြီးနောက်မိမိတို့ဤစိတ်ထဲမှာမလန်းဆန်းတော့ပြီဖြစ်ကြောင်းသိရ၏ထို့ကြောင့်လူတို့ဤတဘောသားကိုနားလည်အောင်သင်ကြားပေးတော့အတန်းကိုတင်းင်းကလေးတစ်ပတ်လင်တစ်ချိန်ကြာတက်ရောက်ရန်နဲ့ အကြံသင်းများကိုရရှိအောင်ကြိုးစားရန်တန်နိဋ္ဌာန်ချလိုက်။မကြာမြင့်မီထိုသူအပေါ်တွင်နီးတနည်းကိုဆံရန်အကြံသစ်ပေါ်လာ၏။တပိုင်းတစသာပြည်တော်ပုံစံ6ခုကိုကောက်ယူပြီးလင်အဆိုပါလူဤအလौဒတိုက်တို့တွားလေသည်။ဝတ်ဆံတန်နိုင်လျင်အနေငယ်လောက်ကျေးဇူးပြုစီခြင်းပါလေ။ဒီပုံစံတွေဟာတပိုင်းတစသာပြီးပါလေတဲ့။ဘယ်လိုအပြီးတက်လိုက်ရင်ဖြင့် ဆရာအကြိုက်ကြမယ်ဆိုတာကိုတဆိတ်လောက်ကျေးဇူးပြုပြီးပြောစီချင်ပါတယ်။ဝယ်မိသူစကားမပြောသေးပဲပုံစံများကိုအတော်ကြာစွာကြည့်ပြီးနောက်ဝက်ဆမ်မင်းပုံစံတွေကို၅၅ရက်လောက်ငါနဲ့ထားခဲ့။နောက်တစ်ခါငါနဲ့ပြန်ပြီးတွေ့အောင်ဝက်ဆမ်သည်နောက်၃ရက်ကြာသောအခါထိုလူထံသို့သွားရာထိုလူသည်သူအလိုရှိသောအရာများကိုပြောပြ၏။ ထို့နောက်ထိုပုံစံများကိုပြန်ယူသွားပြီးလျှင် ထိုသူအလိုရှိအတိုင်းပုံစံများကိုဆွဲပေးလိုက်။အဲ့ဒီအခါဘာဖြစ်သွားတယ်လဲ။ပုံစံအလုံးကိုထိုလူတွေဝယ်လိုက်။ထိုဖြစ်ပြမှာကိုးလာမြတ်ကြာလိမ့်မည်။ထိုအခါမှစ၍ထိုလူသည်မစ္စတာဝက်ဆန်ထံမှမိမိစိတ်ကြအတိုင်းရေးဆွဲသောပုံစံပေါင်းမြောက်များစွာကိုမှားယူသည်ဖြစ်ရာယခုချိန်ထိထိုပုံစံများမှာ မစ္စတာဝက်ဆန်သည်ဒေါ်လာငွေ 1600ထင်မနေရပြီဖြစ်လေသည်မစ္စတာဝက်ဆမ်ကိုယ်တိုင်အောက်ပါတိုင်းကျွန်ုပ်တို့ကိုပြန်ပြောဘူးလေသည်ဒီလူထံမှာပုံစံများကိုဘာဖြစ်လို့အဆကရောင်းမထက်တလဲဆိုတာယခုမှ ကျွန်ုပ်ကောင်းစွာသိရပါသည်အเจ้าမှာအချားမဟုတ်ပါ ကျွန်ုပ်တဘောကြသည့်အရာကိုသူဟာအတင်းဝယ်ခိုင်းခြင်းကြောင့်ဖြစ်ပါသည်ယခုမူကားဤနည်းဖြင့်စန့်ကျင်ဘက်ဖြစ်သော နီးဟူတာအသုံးပြုပါသည်ရှေးဥစွာသူထံသို့သွား၍ ူဤဆန္ဒကိုကျွန်တော်ကပြောပြရန်တိုက်တွန်းပါတယ်ထိုသူပြုလုပ်တဲ့ဖြင့်ထိုပုံစံများသည် သူကိုယ်တိုင်ဖန်နီးရသောပုံစံများဖြစ်သည်ဟုသူဒီအယူရှိနေပါတယ်ထို့ကြောင့်ယခုအခါကျွန်ုပ်ကသူ့ကိုအထူးရောင်းနေရမလိုတော့ပါ သူကိုယ်တိုင်ကဝယ်လျက်ရှိပါပြီအမေရိကန်သမ္မတသီအိုဒိုရုစ်ဘက်သည်မြို့တော်မြို့အုပ်ချုပ်သူဘဝကအတော်မှတ်သားလောက်သောကိစ္စများကိုလုပ်ခဲ့ဘူးနိုင်ငံရေးတွင် အရာရောက်တော်သူများအလွန်အလွန်အလွန်အမင်းမနှစ်သက်တော်ဥပဒေများကိုပြုလုပ်ခဲ့တော်လဲထိုလူများနဲ့လည်းတင့်အောင်ပေါင်းလျက်ရှိ၏ထိုကဲ့သို့ဖြစ်အောင်အောက်ပါအတိုင်းပြုလုပ်ခဲ့လေသည်အရေးကြီးသောယာလူတစ်ခုလက်လျက်လေရှိသောအခါအဆိုပါနိုင်ငံရေးတွင်အရာရောက်သောလူချင်းများကိုဖိတ်ခေါ်ပြီးနောက်ထိုယာလူအတွက်သူတို့တဘောကြတော်လူတယောက်ယောက်ကို ထောက်ခံကြပါဟုတောင်းပန်၏သူနော်ရူးစ်ဘဲသည် အောက်ပါအတိုင်းပြုလုပ်ခဲ့လေသည်ထိုလူကြီးသားရှေးဥစွာထောက်ခံတော်သူသည်ဆင်းရဲနွမ်းပါနေသည်ဖြင့်ကြိရှိထားရမည်ဖြစ်သောသူတို့ဂိုင်းသားတို့ပင်ဖြစ်လေသည်ထို့အခါဒီလူမျိုးကိုခန့်ရန်နီးလမ်းမကျ၍မျိုးလူမျိုးသားများကချိန်မှမဟုတ်ဘူးဟုကျွန်ုပ်ကပြောလေသည်ထို့အခါလူကြီးများသည်သူတို့ဂိုင်းသားဖြစ်သောအခြားလူတို့ကိုထောက်ခံကြပြန်သည်ထိုလူသည်ຢາရုတစ်ခုခုရရန်အတွက် အမြဲကြိုးစားနေတော်သူဖြစ်၍သူ့အပေါ်တွင် အပြစ်လဲများများ ပြစရာမရှိချီးမွမ်းစရာစွမ်းရည်တတ္တိများလည်းများများမရှိချေထိုအခါထိုလူသည်မြို့သူမြို့သားမှမျှော်လင့်လျက်ရှိသောအည်ချင်းနှင့်ကောင်းစွာမပြည့်စုံသေးတော့ကြောင့်ထိုသူထက်တင့်လျော်သောပုဂ္ဂိုလ်တို့ကို ရှာနိုင်လင် ရှာပါအောင်ဟုကျွန်ုပ်ကပြောပြန်သည်တတ္တိယချင်းသူတို့ထောက်ခံတော်သူမှာတင့်တီဟုဆိုရနာ ရှိပေသည် သူရလို့ဂျင်းနဲ့ဆရာမရှိသေးကျွန်ုပ်ဒီထိုလူကြီးများအားဤကဲ့သို့ဒုက္ခခံ၍ကူညီခြင်းသောကြောင့်ဂျေဇူးတင်ရှိကြောင်းတတ်နိုင်ပါလျင်အသင့်တော်ဆုံးလူကို စတုထအကျဉ်းထပ်၍ရှာပေးပါအောင်ဟုတောင်းပန်လေသည်စတုထအကျဉ်းသူတို့ထောက်ခံတော်သူမှာကျွန်ုပ်လက်ခံနိုင်တော်သူ ဖြစ်လေပြီကျွန်ုပ်ကိုယ်တိုင်ရွေးရလင်လေထိုလူမျိုးကိုပဲရွေးချယ်ပြီးဖြစ်၏သူတို့ဤကူညီခြင်းအတွက် ယေရှုတင်ကြောင်းထိုလူကြီးများအားပြောပြပြီးလင်သူတို့ထောက်ခံသောလူကိုကျွန်ုပ်ခန့်လိုက်၏တို့ရတွင်ဤလူကိုခန့်သည့်အတွက်ဂုံယူစရာရှိတွေကိုထိုလူကြီးများအားယူစေ၏ထို့နောက်ထိုလူကိုခန့်ခြင်းသည် လူကြီးများ အလိုရှိသောကိစ္စကိုဆောင်ရွက်ခြင်းသောကြောင့်ခန့်ရခြင်းဖြစ်သည်ဖြင့်ကျွန်ုပ်လိုရှိသောကိစ္စများတွင်လည်းလူကြီးများကဝိုင်းဝန်း၍ကူညီစေခြင်းကြောင့် ြောပြလေသည်လူကြီးများသည်ရူစပယ်ပြောသည့်အတိုင်းကူညီ၏ညီကဲ့သို့ကူညီသည်နည်းဆိုသော နိုင်ငံဝန်ထမ်းများဥပဒေချမ်းနှင့်မဲမေးခွန်းဥပဒေချမ်းစသည်တို့ကိုပင်သူတို့ဒီဝိုင်း၍ထောက်ခံကြ၏ရူစပယ်သည်တစ်ဖက်သား၏အကြံဉာဏ်ကိုရရှိရန်အတွက်ညီမျှကြိုးစားပုံနှင့်တစ်ဖက်သား၏အကြံဉာဏ်ကိုညီမျှယူသေးပုံကို ကောင်းစွာမှတ်သားထားပါ ရေးကြီးသောယာရုတစ်ခုအတွက်ခံထားရန်လိုသောအခါခံထားခြင်းခံရတော်သူမှာလူကြီးများရွေးချယ်တော်သူဖြစ်သည်အကြံဉာဏ်မှလည်းလူကြီးများ၏အကြံဉာဏ်ဖြစ်သည်ဟုထိုလူကြီးများကိုအထင်ရောက်စေ၏စကော့လူမျိုးတို့တဦးနှင့်သူ၏မိန်းမကိုမော်တော်ကားတစ်စင်းရောင်းရန်အတွက်လောင်းအိုင်လန်ရရှိမော်တော်ကားအယောင်နှမတဦးသည်ဤနည်းကိုပင်အသုံးပြုခဲ့ဘူးလေသည်ကားယောင်နှမသည်စကော့လူမျိုးကို ကားတစ်စီးပြင်းလေတစ်စီးပြတာလေးရှိပြီသည်သူ့ရအတွင်းဒီကားနဲ့မတော်ပါဘူးဟိုကားကတော့ညံ့နေတယ်ဒီဟာကြတော့ဈေးများနေတယ်အစားရှိတဲ့ပြင်အမျိုးမျိုးညင်းလေးရှိလေသည်ပြတော့မော်တော်ကားတိုင်းကိုမူကားဈေးများသည်ကိုအမြဲပြောလေရှိညားမကြမီထိုကားရောင်းသမားသည်ကျွန်ုပ်ဤထံတွင်ပေါင်းတင်ဆက်ဆံရေးကိုလာရောက်တင်ကြားပြီးလေအထပ်ပါကိစ္စနဲ့ဆက်လင်း၍သူ့ကိုကူညီရန်အကူအညီတောင်းလေသည် ထိုအခါထိုလူထံသို့သွား၏မော်တော်ကားမယောင်ပဲထိုလူကိုယ်တိုင်ကဝယ်ခြင်းလာအောင်လုပ်ရန်ကျွန်ုပ်သည်သူ့ကိုအကြံပေးလိုက်၏ထိုလူကဘာလုပ်ရမည်ကိုပြောမည်အစားထိုလူကတင့်ကိုဘာလုပ်ရမည်ကိုပြောစီလျင်မကောင်းပေဘူးလားဟုလေကျွန်ုပ်တို့ကပြောလိုက်၏ထို့ပြင်လည်းကားနှင့်ဆက်လင်းတော့အကြံမှာရောင်းသူ၏အကြံမဟုတ်ပဲသူ့အကြံသာဖြစ်သည်ကိုအထင်ရောက်အောင်လုပ်ပေးရန်လဲမှားလိုက်သေး၏ ဤကြံမှာကောင်းဟန်လက္ခဏာရှိ ထို့ကြောင့်အထက်ပါမော်တော်ကားရောင်းနှမသည်ရက်အနှဲငယ်ကြာသောအခါကျွန်ုပ်တို့၏နီးကိုစမ်းသပ်ကြည့်ရန်အခွင့်ကောင်းတစ်ခုရရှိ၏ထိုနေ့တွင် ဖောက်တဲ့တူသည်သူ၏ကားဟောင်းကိုပြန်သွန်းပြေးလျင်ဆိုင်မကားတဲ့တစည်းကိုထုတ်ရန်ရောက်လာ၏ထိုကားဟောင်းကိုထိုးလူသည်ကြိုက်နိုင်လိမ့်မည်ဟုအထင်ရှိသည့်ဖြင့်အားလက်ပါလျင်မော်တော်ကားဆိုင်သို့အထူးချီးမြှင့်သောနေဖြင့် ကြွားရောက်ပြီးလင်အကြံနှင်းခဲ့ပြီးပါရန်ထိုလူထံသို့မော်တော်ကားရောင်းသမားသည်စကားပြောချေနှံဖြင့်ပြောလိုက်ထိုလူရောက်လာသောအခါခမားကတော့အဝဲချမ်းမှာအင်မတန်တော်လို့တိုင်ပင်ရအောင်ပါပဲဒီကားကိုကြည်စမ်းပါကားအစ်စ်နဲ့လဲတဲ့အတွက်သူ့ကိုတန်ဖိုးဘယ်လောက်ထားရရင်ကောင်းမလဲလို့ထိုလူဤတကူလုံးမှာရှင်မျိုးလျာရှိလေသည်နောက်ဆုံး၌သူ့ရဲ့စွမ်းကိုအတိမတ်ပြုကသူ့ထံမှာအကြံကိုဝင် တောင်းရတည်ဟု၍အထင်ကြီးလျက်ရှိထို့ကြောင့်မော်တော်ကားကိုဂျမေကာမှဖောရဟီတီသူကိုယ်တိုင်အစမ်းမောင်းကြည့်၍ပြန်လာတော့အခါမိတ်ဆွေခင်ဗျားဒီကားကို300နဲ့ရရင်ယူလာထားလိုက်ပွားတာပဲဟုထိုသူကပြော၏ဒီစည်းနဲ့ရရင်ခင်ဗျားရောဝယ်မလားဟုမော်တော်ကားရောင်းသူကပြန်၍မေးရ300လားအစ်စ်ပေါ်ဟုပြန်ပြောပြီးလျင်မော်တော်ကားကိုချက်ချင်းဝယ်သွားလေသည် ဓမ္မံလို့တော့သူတို့ကလည်းသူဤဓမ္မံကို Brooklyn ရရှိအကြီးဆုံးသောဆေးရုံကြီးတရုံကို ရောင်းရန်အတွက်အထက်ပါနေကိုပင်အသုံးပြုခဲ့လေသည် ထိုဆေးရုံကြီးရဲ့အတွင်ဌာနအသစ်တစ်ခုကိုထပ်၍ချဲ့ပြီးလျင်ထိုဌာနကိုအမေရိကန်ပြည်ကြီးဓမ္မံဌာနရဲ့အတွင်အကောင်းဆုံးဌာနတစ်ခုဖြစ်ရန်ကြိုးစားလျက်ရှိထိုဌာနကိုကြီးကြပ်၍စီမံရသူမှာဒေါက်တာအယ်ဖြစ်လေသည် ထိုဆရာဝန်၏လုပ်ခန်းထဲတွင် ကိုငချင်ကိုချင်လျက်ရှိသောဓမ္မံရောင်သမားတို့သည်ခြေချင်းလိုင်လျက်ရှိလေသည်ဓမ္မံလို့တော့လူတူမှမှာကအခြားသူများထက်ပို၍အယောင်ကြလျက်ရှိလေသည်သူဒီအခြားသူများထက်လူတဘောကိုပို၍နားလေလေသည် ထို့ကြောင့်အောက်ပါစာကဲ့သို့အတိတ်ဝဲတက်ရောက်သော စာတန်ကိုရေးသားလိုက်၏ ကျွန်တော်တို့ရေလုံုံတွင်ဓမ္မံတစ်မျိုးမကြာမီကစမ်းသက်လောက်ကရေးပြီးစီးခဲ့ပါပြီ။ထိုဓမ္မံများဤပထမအဆိုင်သည်ယခုပင်ရောက်ရှိလာပါသည်။ထိုဓမ္မံများသည် ပြုပြင်လိုပါသေးသည်။ဒီအကြောင်းကိုကျွန်တော်တို့လည်းကောင်းစွာသိရှိသောကြောင့်ထပ်မံပြုပြင်ခြင်းပါသေးသည်။ထို့ကြောင့်အချိန်အားလခွင့်ရရှိပါကကျွန်တော်များထံသို့လာရောက်ပြီးလျင် ထိုဓမ္မံများကိုကိုယ်တိုင်စမ်းသက်၍ဆရာတို့လူနာကုသတိဘက်တွင်ပုံမှုအသုံးဝင်လာအောင် မိသည့်နည်းဖြင့်ထပ်မံပြုမြင်ရမည်ကိုအကြံပေးစီရှင်ပါသည်ဆရာတို့သည်ယခုအခါတွင်ညာသောအလုရှုံနေမည်ကိုသိပါသည်ဖြင့်ဆရာအားလက်သောမိသည့်အချိန်နိုင်မည်ဆိုအကြောင်းကြားပါလင်ကျွန်တော်၏မော်တော်ကားကိုဝမ်းမြောက်စွာနှင့်လွှတ်လိုက်ပါမည်ခမညာကျွန်တော်၏တန်တဲ့တွင်ဒေါက်တာအေသည်အောက်ပါတိုင်းပြန်ပြောလေသည်အဆိုပါစာကိုရသောအခါကျွန်ုပ်သည် အာအာတင်သွားလေသည်အာအာတင်ုံသာမကအတော်လဲပုံဝင်မြင်မိ၏ မိသည့်ဓာတ်မှန်လုံတော်လူကများရှေးအခါကကျွန်ုပ်ကိုဤသို့မတိုင်ပင်ဘူးချေထို့ကြောင့်ဤသို့အကြံဉာဏ်တောင်းစာကိုရသောအခါသွေးကြီးမိလေသည်ထိုချိန်ကကျွန်ုပ်၌အမြဲတမ်းလှုပ်ရှုပ်လျက်ရှိတော်လေထိုဓာတ်မှန်ကိုကြည့်ရန်အတွက်ညစာစားပွဲတစ်ခုကိုပင်ဖြတ်လိုက်လေသည် ထိုဓာတ်မှန်ကိုနီးနီးကပ်ကပ်ကြည့်ရလေတဘောကြလာလေဖြစ်၏ထိုဓာတ်မှန်ကိုညီသူကများကျွန်ုပ်ထံတွင်ရောင်းရမစူးစားချင် ထိုဓမ္မံကိုဆေးရုံအတွက်ဝယ်မည်ဟုသောအကြံစီသည်ကျွန်ုပ်၏အကြံစီပင်ဖြစ်သည်ဟုကျွန်ုပ်အထင်ရောက်၏ထိုဓမ္မံ၏ထူးကဲကောင်းမွန်ခြင်းကိုတဘောကြပြီးသည်ဖြင့်ကျွန်ုပ်ကိုယ်တိုင်ကိုကျွန်ုပ်ပင် ပြန်ရောင်းပြီးလျင်ဆေးရုံအတွက်ဝယ်ယူလိုက်လေသည်ဝူဒရိုဂီလစ်ဆန်သည်အမေရိကန်ပြည် သမ္မတဖြစ်စဉ်ကကာနယ်အက်ဒရစ်အမ်ဟောက်ဆိုသူသည်တိုင်းပြည်ရေးနှင့်ကမ္ဘာနိုင်ငံရေးတွင် အတော်ဩဇာလွှမ်းမိုးသူတယောက်ဖြစ်လေသည်ဝီလစ်ဆင်သည်အကြံဉာဏ်များအတွက်သူ၏အစိုးရအဖွဲ့ဝင်များထက်ကာနယ်ဟောက်အပေါ်တွင်မိခိုအားထားလေသည်ဤကဲ့သို့သမရတယောက်လုံးအပေါ်တွင်ဩဇာညောင်းကကာနယ်ဟောက်သည်မိသည့်နည်းကိုအသုံးပြုပါသည်။ကံကောင်းထောက်မှသောကြောင့်ထိုနည်းကိုကျွန်ုပ်တို့သိရှိရလေသည်။အဘယ်ကြောင့်ဆိုတော့ထိုနည်းကိုကာနယ်ဟောက်ကိုယ်တိုင်အာသာဒီဟောင်တင်စမစ်ကို ပြောပြဘူး၍ စမစ်ကထိုအကြောင်းကိုစနေနေ့ညနေတရင်စာတဲ့တွင်ထုတ်ဖော်ပြီးရေးသားဘူးတော့ကြောင့်ပဲဖြစ်လေသည်။ကာနယ်ဟောက်စ်ကအောက်ပါတိုင်းပြောခဲ့ဦးလေသည်။တမလာမင်းနဲ့တီကျွမ်းပြီးနောက်သူအားကိစ္စတစ်ခုကိုဆောင်ရွက်စီရင်လျင်အကောင်းဆုံးသောနည်းဒီထိုကိစ္စကိုသူ့စိတ်ထဲတွင်စိတ်ကူးမိအောင်အမှတ်တမဲ့သူ့ရှိတွင်ပြောဆိုလိုက်ခြင်းပဲဖြစ်သည်ဟုကျွန်ုပ်သိရှိရလေသည်။ဒီအကြောင်းကိုကျွန်ုပ်သည်အမှတ်တမဲ့တွေ့ရှိရ၏။ကျွန်ုပ်သည် သမရအိန္ဒိုတို့သွား၏အစိုးရဝါဒတစ်ခုကိုဆောင်ရွက်တိုက်တွင်းသူရတွင် သမရဒီထိုဝါဒကိုတဘောကြဟန်လက္ခဏာမရှိချေသူရတွင် ရပ်ပေါင်းတော်ကြတော့ခါညစာထမင်းကိုဝိုင်း၍စားလျက်ရှိစဉ်ကျွန်ုပ်ပြောဦးသောဝါဒကိုသူကိုယ်တိုင်စဉ်းစားမိသောဝါဒကဲ့သို့ထုတ်ဖော်ပြောစရာကိုတွေ့ရ၏ထိုအခါကာနေဟောက်ကသမရချင်းဒီအတွေ့ဟာခမည်းရဲ့ကိုယ်ပိုင်အတွေ့မဟုတ်ဘူးကျွန်တော်အတွေ့ပဲဟူ၍ကြားဖြတ်ပြောသလားမပြောဘူး ကာနေဟုတ်သည်အထူးပါဏပြီးတာဖြစ်လေသည် သူသည်ပကာဒနာကိုခယူးဆိုင်တော်သူမဟုတ်လှုပ်ပြီးသည်ဖြင့်အကျိုးမရှိခြင်းကိုသာအာယုံပြုသူတို့ဖြစ်၏ထို့ကြောင့်ဝီလဆင်အားထိုအတွင်းများသည် သူကိုယ်ပိုင်အတွင်းများဖြစ်သည်ကိုအထင်ရောက်အောင်ကာနေဟုတ်ကလှုပ်ပြီးလျက်ရှိ၏ထိုမြမကသည် ထိုအတွေးခေါ်များနှင့်ဆက်လျင်း၍ဝီလဆင်ကိုပြည့်ရဲ့အလေအတွင်သူကိုယ်တိုင်ချီးကျူးခဲ့သည်၏ မနက်ကန်ကျွန်ုပ်တို့နဲ့ဆက်ဆံရမည့်လူများသည်ဝူဒရိုဝီဆန်ကဲ့သို့ပင်ပုထုဇဉ်များ ဖြစ်ကြောင်းကျွန်ုပ်တို့ဂရုပြုကြပါစို့ထို့ကြောင့်ကျွန်ုပ်တို့သည်ကာနယ်ဟောက်၏နီးကိုအသုံးပြုကြစို့နယူဘရန်စဝက်မြို့တွင် နေသောလူတို့ဦးသည်ကျွန်ုပ်ဘော်တွင်အင်းနီးကိုအသုံးပြုခဲ့တဲ့ဖြင့်ကျွန်ုပ်၏အကူအညီကိုရသွားဖို့ထိုချိန်ခါက new brunswick မြို့တွင် လှေလောငားဖိုင်းရန်ကျွန်ုပ်သည်စီစဉ်လျက်ရှိလေသည်ထို့ကြောင့်ခရီးသည်များစောင့်ရှောက်ရေးအဖွဲ့သို့လိုအပ်သောတရင်များကိုစာရင်းရေးတောင်းလိုက်၏ထိုအဖွဲ့သည်ကျွန်ုပ်၏နာမည်ကိုခရီးသည်များ၏စာရင်းတွင်ကြေညာလိုက်ဟန်လက္ခဏာရှိလေသည်အဘယ်ကြောင့်ဆိုတော့စာရေးပြီးညမကြမီစာရီစာအုပ်ကလေးတွေခရီးသည်လမ်းပြများထံမှတက်တေခံစာရီတပုံကြီးကျွန်တော်ထံသို့ရောက်လာ၏ ထိုရာများကိုမြင်ရတော့ကကျွန်ုပ်ဒီအတော်ခြောက်ခြားသွားပါလေ။များလွန်း၍မြည်သည့်နေရာတွင်တဲခိုပြီးလင်မြည်သူနှင့်ဆက်သွယ်ရမည်ကိုမယူရတတ်တလို့ရှိနေ၏။ထိုအခါတဲအိမ်ပိုင်ရှင်တယောက်သည်အလွန်ပန်းသက်သောအခြေအကိုဆောင်ရွက်လေသည်။ညောင်မျိုးရှိကျွန်ုပ်ထံတွင်တဲခိုတို့သူများ၏တယ်လီဖုန်းအမှတ်များကိုသူဒီကျွန်ုပ်ထံတို့ကိုပြီးလင်ထိုသူများထံမှသူ့အကြောင်းကိုကျွန်ုပ်ကိုယ်ကစုံစမ်းခိုင်း သူပြီးတော့ဆင်းရဲတဲ့တွင်ကျွန်ုပ်တည်တော်သူတယောက်၏အမည်ပါလာ၏သူတို့၏အကူအညီကိုကျွန်ုပ်အားထိုး၏ပေးရန်ကြိုးစားကြ၏ထိုလူတယောက်ထဲကသာသူအကူအညီကို ကျွန်ုပ်ကိုယ်တိုင်လက်ခံစေသောအဖြစ်သူဝင်လျင်အနိုင်ရသွားလေသည် ထို့ကြောင့်တစ်ဖက်သားကိုတင့်ပပအောင်ဆွဲခြင်းလျင် ဥပရိသအမှတ်ခွန်သည်တစ်ဖက်သားပေးရသောကြံသည်သူ၏ကြံတာဖြစ်သည်ဟုအထင်ရောက်နေပါစေဟုတ်ကဲ့ပါ နားဆင်ပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။